ဘုဘုံတို့တွေပူလောင်မှုဖြစ်တိုင်းဖြစ်တိုင်းဘာကြောင့်ပူလောင်ရသလဲဆိုတဲ့လက်သက်တရားခံအစစ်ကိုမြင်တတ်ဖို့လိုတယ်နော်ဆွဲမမှုသို့မဟုတ်မကျင်နှံ့မှုသို့မဟုတ်မတိမှု တခုခုဒီစိတ်ကိုဝင်ပြီးတော့ကြိုးကန်ချဲလဲနေလို့ဘုဘုံတို့ရဲ့စိတ်ကလေးကမဖြစ်သွားတော့ပင်ပန်းသွားတာဆင်းရဲသွားတာပူလောင်သွားတာသူတို့ကစိတ်ကိုရှုံ့မြိုက်နေစွာကြီးကြီးမားမားရှိတယ်ဟုတ်လား တချို့ຢာကဒေါသမောဟကအာတကယ်ကြီးလာပြီဆိုလို့ရှိရင်သူ့ရဲ့မိရာဒီရုပ်ခန္ဓာကိုတော့မှအကြီးအကျယ်ထိခိုက်သွားစေတာရှိတယ်။တချို့ဆိုလို့ရှိရင်အသက်ပါသေသွားတာတောင်ရှိတယ်။ဘုန်းတော်စာထဲမှာပတ်တန်းတင်ထားတာလေးမှတ်မိနေတာလေးတခုပေါ့။ဟိုတီဟိုကျွန်းမှာတကယ်ဖြစ်ပြခဲ့တဲ့ဖြစ်ပြတခုကိုတကရာလေးထဲမှာမှတ်တန်းတင်ထား။အဲ့ဒီတုန်းကဘိက္ခုနိသာသနာမကွယ်သေးဘူး။ အဘိက္ခုနီမတွေတိမ်ထဲမှာဥပုပ်ပြုတ်ပြီးတော့ဥပုပ်ပြုတ်ပြီးပြန်လာတိမ်ထဲကနေထွက်တဲ့အချိန်မှာအဲ့ဒီတိမ်ဘဝမှာတိမ်ကိုလှပတ်တင့်တယ်ဖို့အတွက်ဒီဘဘူးဆရာတွေကလက်ရမြောက်စွာ ထုထားတဲ့လူလင်ပြူရုပ်ထုတစ်ခုရှိရဲ့တဲ့ဟုတ်လားအဲ့ဒီလူလင်ပြူရုပ်ထုလေးကိုသောသောကဥပုပ်ပြုတ်ပြီးတော့တိမ်ထဲကထွက်လာတဲ့ဘိက္ခုနီမတွေကတပါသောဘိက္ခုနီမလေးကအဲ့ဒီလူလင်ပြူရုပ်လေးကိုကြည့်နေတယ် ကြီးနဲ့သူ့စိတ်ထဲမှာအလွန်မှဒီဟာပေါ်မှာသဘောကျတယ်ဟုတ်လားအဲ့ဒါဒီတိုင်းမတည့်ရက်ပြီးတော့ကြည်တယ်အဲ့ဒါဘေးကဘိက္ခုနီမကဘိက္ခုနီမတွေကဟာဒီခုဒီဘိက္ခုနီမမလှုပ်ဘူးနော်ငြိမ်းနေတယ်ဘလို့ဖြစ်နေလဲမသိဘူးဆိုတော့တွန်းကြည့်လိုက်တဲ့အခါကျတော့အသက်မရှိတော့ဘူးတဲ့မတည့်ရက်ကြည်ရင်နဲ့သေနေတယ်တဲ့အာဩဇေကောင်းနော်ဒါဘာမီးလောင်နေခေါ်နော်ယာဂမီးလောင် ပြီးတော့ဘုန်းဘုန်းတို့ဒီနတ်တေရဲ့သဘောတဘာဝကို ပြောထားတာတွေထဲမှာနတ်တေရဲ့ဒီရုပ်ခန္ဓာဖွဲ့စည်းထားတဲ့အနေအထားလေးကအလွန်မှနူးညံ့နေတိမ်မွေ့တယ်ဟုတ်လားသူတို့စားတဲ့အစာအာဟာရနတ်တုတ်တာဆိုတာက အလွန်မှလည်းပဲသူကဘယ်လိုပြောလဲအစီဩဇာနဲ့ပြည့်စုံတယ်အဲ့တော့သူတို့ကအပျော်ပါအလွန်ပြီးတော့ ဒီစားရတောက်ရမဲ့ကိစ္စကိုမေ့နေတာမျိုးတွေရှိတယ်။အဲ့ဒါမေ့နေလို့ရှိရင်အဲ့ဒါတေရောတယ်။အစာမစားလို့တေရတယ်။စားရတာမရှိလို့မဟုတ်ဘူး။အစာအစာကိုမေ့နေတာ။အဲ့လို net တွေရှိတယ်တဲ့။ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတချို့ net တွေရဲ့ခန္ဓာအလုံးမနှူးညံ့တယ်။ဒေါသဖြစ်တာနဲ့တေသွားတဲ့ net တွေရှိတယ်တဲ့။ရှိရနကအချမ်းရနေရများတယ်။ ူ့ရဲ့စီးစိမ်တွေကလည်းကြီးတယ်။အဲ့ဒါနောက်ကနှက်ကကြီးရင်းနဲ့ကြီးစမ်းဖြစ်နေလိုက်တာ။မနာလိုစိတ်ဖြစ်တယ်ပေါ့နော်။စိတ်ထဲကမကြိုက်ဘူး။အဲ့လိုဖြစ်ရင်းနဲ့သွားရင်းနဲ့အဲ့ဒါသူပျောက်သွားတယ်။ဗံမီးလောင်သွားတယ်။ဒေါသမီးလောင်သွားတာ။မနောဘရောတိကနဲ့အဲ့လိုစားထဲမှာမတန်းတင်ထားတာလေးတွေတွေ့ရတယ်။ဟုတ်လား။အဲ့တော့ပြောရင်တာကဒကာဓမ္မတို့ဘုံဘုံတို့ရဲ့စိတ်တွေပူလောင်လာတယ်ပင်ပန်းလာတယ်ဆင်းရဲလာတယ်ဆိုတာ အเจ้าမဲ့ပူလောင်ပင်ပန်းဆင်းရဲတာမဟုတ်ဘူး